အခုဖတ်ပြပေးမှာတော့ဆရာကြီးလေရင်သာဆိုချစ်ရဲ့နှလုံးသားမလားသူမဖက်ရဆိုတဲ့စာအုပ်ရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်။နောက်တနည်းမနဲ့တွင်ဥခိမောင်ပွဲယုံတို့အစိုးကြီးထွက်သွားသည်။ပွဲယုံလုပ်ငန်းကိုလုံးဝစိတ်မဝင်စားခဲ့သောခင်မွန်ပင်လင်ဒီနေ့နှမ်းစီအတက်ကြောင့်စိတ်ဝင်စားနေသည်။ဖေဖေပြန်လာရင်တိရလိမ့်မည်ဟုဖခင်အပြန်ကိုစောက်စားနေမိသည်။ ဖေဖေပြန်လာရင်တရလေးနေဟုဖခင်အပြန်ကိုစောက်စားနေမိတယ်။ညနေကျတော့ဥခင်မောင်စောစောပြန်ရောက်လာတယ်။ခင်မောင်အိမ်ရှိမှထွက်ကြုံရင် ကားပေါ်လန်းကြည့်လိုက်တော့ဒရိုင်ဘာနဲ့အတူဖေဖေကိုတွေ့ရတယ်။ကြောက်တာတော့ပါမလား။နှမ်းစီအတက်ကျဘယ်လိုလဲဖေဖေ။ပွဲရုံလုပ်ငန်းကိုစိတ်မဝင်စားခဲ့တော့တမီးကနှမ်းစီအတက်ကျကိုမေး၍ဥခင်မောင်သဘောကျစွာပြုံးမိတယ်။နှမ်းစီတောင်းထီကြာသွားတယ်တမီးရဲ့။ဖေဖေငွေ သိန်း30တက်တာပြီမောင်ကျော်သာငွေသိန်း30ရှုံးသွားတာပေါ့ကောင်းတယ်သူ့ကိုယ်သူတိတ်အထင်ကြီးနေတယ်လို့ထိတာကောင်းတယ်ခင်ခင်မော်မလို့တမစိတ်နဲ့ဝမ်းသာမိတယ်ဒါပေမဲ့မောင်ကျော်သာကတထောင်စင်းနဲ့ပဲနှမ်းတင်း2000ကျန်နိုင်အောင်ပွေးုံနဲ့တီကေပွေးုံကနေထပ်ဝင်လိုက်ပြန်နေတယ်လေခင်မော်အံ့ဩစွာနဲ့ဖခင်မျက်နှာကိုလှမ်းကြည့်လိုက်တယ်သူငွေပကားရလေဖြစ်ဖြစ် ဦးသိန်းစီကပဲထုတ်ချေးมาပေါ့ဦးသိန်းကငွေချေးရတာမလွယ်ဘူးဆိုအဲ့ဒါကတော့စိတ်ချရတဲ့အာမခံချက်ရှိလို့ဖြစ်มาပေါ့ဒီလောက်များတဲ့ငွေအတွက် သူ့မှာအာမခံပေးစရာဘာများရှိလို့လဲဖေဖေခင်မွန်နားမလည်နိုင်ဖြစ်နေသည်ဘောင်ချောတာကသူတေချာပေါက်မြက်မယ်ဆိုတာဦးသိန်းယုံကြည်လောက်အောင်တွက်ချက်ပြနိုင်လို့လဲဖြစ်နိုင်တာပေါ့ဟွန်း ဖဖေးလူကတော့မထူးဘူးရှို့ဆိုပြီးဖဖေးလူကတော့မထူးဘူးဆိုပြီးရှက်ရှက်နဲ့ဆက်ရဲနေပြီထင်တယ်။ဦးမင်းအောင်ကောင်းကို ဖြည်းဖြည်းတတ်တာခါရမ်းပြလိုက်သည်။မောင်ကျော်သားကအဲ့ဒီလိုလူစားမျိုးတော့မဟုတ်ဘူးသမီး။ဦးမေအောင်အိမ်ထဲသို့ဝင်သွားပြီဖြစ်၍ခင်မွန်ကမျက်နာကို ရှုံ့မဲ့ပစ်လိုက်သည်ဟွန်းသူ့လူကိုခုထိတောင်ထင်နေတော့ မန္တလေးတောင်ချီမှအေးအေးဆိုင်လေးတွင်ခင်မွန်နှင့်အောင်စုံတို့ဝင်ထိုင်၍ကြံရီတစ်ခွက်စီမှလိုက်ကြသည်အောင်ကိုခင်မွန်သတင်းထုတ်ပြောစရာရှိလို့ခင်မွန်ကိုလှမ်းကြည့်လိုက်တော့အောင်စုံ၏မျက်လုံးများကပြောလေဆိုသောအတိတ်ပဲနှင့်ခင်မွန်ကသူ့ဖခင်နှင့်ကြော်သားတို့နှင်းစင်းတို့အတက်အကျအယူဆကွဲကြပုံကိုရှင်းပြသည်ကောင်းတယ်တော်သားလူလေလောက်တာတိန်းသုံးစင်ရှုံးသွားပြီပေါ့ အောင်စောကလာချပြီးတော့ကြံရီခွက်ကိုကောက်ယူ၍တကြိုက်တောက်ပြလိုက်သည်အခုသူဝယ်ပြီးမှတပတ်ရှိသွားပြီနှမ်းစေးကတတောင်းမှတန်းနေတယ်တကယ်တော့ဒီကောင်အချီကြီးကြံလိုက်တာနေမှာတိမ့်ရချီမြက်ဖို့လားခင်မွန်ကဖန်ခွက်ကိုလှုပ်၍ရေခဲတုံးလေးများအေးပြော်အောင်လှုပ်ရင်မေးသည်ဘယ်ကမလဲတထေးသမီးကိုပါ အပိုင်သိမ့်ဖို့ဘာဘလို့ ခင်မုံနားမလဲပါလွယ်လွယ်လေးပါခင်မုံရဲ့သူမျောလင်းတယ်လို့ဈေးကတက်သွားရင်တိတ်အများကြီးမြတ်မယ်ခင်မုံဖေဖေကသူ့ကိုတိတ်အထင်ကြီးသွားမယ်ဒါဆိုရင်တတိဥခင်မောင်ရဲ့သမီးခင်မုံကိုတော့သူ့ရဖို့လမ်းချောင်းပွေသွားလိမ့်မယ်ဟွဝေးပါသည်ဒီလိုလူမျိုးကို စိတ်တောင်မကူဘူးခင်မုံကစိတ်မကူပေမဲ့ခင်မုံဖေဖေကစိတ်ကူးမှာပေါ့အခုသူမျောမင်းတယ်လို့မဖြစ်ဘူးလေ ကျန်ရီအေးအေးလေးကိုစုပ်ယူနေသောခင်မုံမျက်လုံးများကကျဉ်နှံ့မှုဖြင့်တောက်ပလျက်အေးလေအဲ့ဒီတော့လေသူအထင်သေးခံရမှာပေါ့ဒါပေမဲ့ဖေဖေကတော့ခုထိ သူ့ကိုအထင်မသေးဘူးအောင်ရင်ဘာဖြစ်လို့လဲသူကသူ့ပယုံထဲမှာသူ့ရှက်ရမပါတော့ပေမဲ့ဖေဖေကလည်းပဲဝင်မဲ့ကိစ္စကိုအတင်းဖြတ်ပြီးမတ်ပဲအဝယ်ခိုင်းနေဒါနဲ့ဖေဖေမတ်ပဲဝယ်တယ်ဝယ်ပြီးနေရပဲကြတယ်ဈေးတွေတက်လာတယ်လေ ဖေဖေကတက်စီမှာဆက်ထားခြင်းပဲ။သူကအတင်းပြင်အောင်ခိုင်းတယ်။ဖေဖေပြင်အောင်တော့6သိန်းလောက်မြတ်တယ်။နောက်တစ်ရက်မှာဈေးပြန်ကျသွားတယ်။ဒါကတော့ရမ်းလို့ပြီးမှန်သွားတာပါခင်မော်ရဲ့။ဟုတ်တယ်လေ။သူကိုယ်တိုင်ဝယ်ထားတဲ့နန်းကြတော့ခုထိဝယ်သူလည်းမရှိဘူး။ဈေးလည်းမတက်ဘူး။သူ့မှာနေ့တိုင်းတူလောင်ကားတွေတက်နေတာပေါ့။ဖေဖေတို့ကတော့ဆက်တောင်ကျနိုင်တယ်လို့ပြောနေကြတယ်။ဒါပေမဲ့ဒီလိုဟန်ဆောင်ကောင်းနေသီလား။အပြုံးမပြတ်ဘူး။ သူ့နန်းတွေကိုအသာထားပြီးဖေဖေကိစ္စအမျက်ရအောင်လုပ်ပေးနေလို့ဖေဖေကသဘောတွေကျနေတာ။ Ừm ဒါတွေကြောင့်မို့ခင်မုံအတွက်အောင်စိတ်ပူတာပေါ့။အဲ့ဒီကိစ္စကိုမစင်စားစက်မှလည်းအောင်ရဲ့။ခင်မုံအခုစဉ်းစားနေတာကခင်မုံတို့လည်းကို့မှာရှိတဲ့ငွေနဲ့ဖေဖေလောက်တာကိုကြည့်ပြီးဖေဖေဝယ်တဲ့ကုန်ပစ္စည်းမျိုးဝယ်ပြီးရောင်းရင်ပိုတိုးလာမလားလို့အောင်စောကကြည်ရတကြိုက်တော့ရင်ခေါင်းကိုခက်လေလေခါရမ်းပြလိုက်သည်။အဲ့ဓာတွေက ငွေရင်းအများကြီးစရရတဲ့လောက်ဘာမှမပြောပါတော့တဲ့အမျက်တွေပါခင်မုံရဲ့ဒီထဲခိုကောင်က ရှုံးသွားရင်နာအောင်မယ်အောင်လို့ချင်တာကငွေရင်းရှိရင်မိုးကောင်းဘက်ကိုသွားပြီးအစင်းကင်ချင်တယ်တချီမိယုံနဲ့တိန်းရချီဆိုလည်းဟုတ်တယ်တိန်းနဲ့ရဆိုလည်းဟုတ်တယ်မိုးကောင်းမှာကို့အမဝန်းခွဲတယောက်လည်းရှိတယ်သူတို့ကကောင်းကောင်းနားလေတယ်ငွေရင်းဘလောက်လို့လို့လဲအောင်ညံ့များမလို့ပါဘူးအောင်စောက လက်တချောင်းထောင်ပြသည်ခင်မွန်ကျန်ရီတောက်ရင် မန္တလေးတောင်အမြင့်စီသို့ငေး၍ထွေထွေကလေးစဉ်းစားနေသည်အောင်စောကတော့ရေခဲတုံးကိုဝါရင် ချုံမောလှပသောခင်မွန်မျက်နှာလေးကိုကြည့်နေသည်အဲ့ဒါကအောင်ပြောသလိုတည်ကြပါမလားတိတ်တည်ကြတာကိုခင်မွန်ရဲ့ငွေသိန်း100လောက်ရင်မှ65ဒင်းလောက်မြတ်တာလားခင်မို့ဖေဖေကဟိုကောင်ကိုအထင်ကြီးနေတာမဟုတ်လားကိုကိုစေသိမ့်မဲ့ပေးကြည့်စမ်း သိန်း60လောက်အမြက်ကတော့အနှိမ့်ဆုံးမှရှိတယ်။ခင်မုံဤမျက်လုံးများကသူ့ဤဘယ်ဘက်လက်ကလေးစီတို့အကြည့်ရောက်သွားသည်။စိန်သုံးလုံးတန်းလက်စွတ်လက်လာလေး။ကြောသားကိုအထင်ကြီးနေသောဖေဖေ။သူ့ချစ်သူကိုပိုး၍အထင်ကြီးစေခြင်းသည်။ကြောသားဤစွန့်ရဲသော တတိကိုအတုယူလိုက်သည်။ဟုတ်တယ်။ဒါဟာငါ့ချစ်သူနဲ့နေဖို့တခုတည်းသောလမ်းပဲ။ခင်မုံဆုံးဖြတ်ချက်ချလိုက်သည်။လက်တကြွယ်မှစိန်သုံးလုံးတန်းလက်စွတ်ကလေးကိုချွတ်ယူလိုက်သည်။ ရော့အာအနည်းဆုံး15ဒိန်အထက်တော့ရမယ်။အောက်စီမှာစုထားတဲ့ငွေနဲ့ဆိုရင် သိန်း20ကျော်ပြီပေါ့။လုပ်လို့ရမလား။ခင်မွန်ကလက်စွပ်ကိုအောင်စော်တို့လှမ်းပေးလိုက်သည်။ဟာခင်မွန်ဝတ်နေတဲ့လက်စွပ်နဲ့တော့မလုပ်ပြရစင်းနဲ့။တော်ကြာခင်မွန်ပေပေကဝတ်ထားတာမတွေ့လို့မိမှပြဿနာတက်ကုန်ပဲ။အောင်စော်ကညင်းသည်။ခင်မွန်မှာဒါမျိုးနှစ်ကွင်းရှိတယ်။တကွင်းကတော့မေမေဝတ်ခဲ့တာ။ ခင်မိုဘယ်လက်စွပ်ကိုဝတ်နေတယ်ဆိုတာဖေဖေမသိုံတယ်မဟုတ်ဘူးစိတ်လည်းမဝင်စားဘူးနေပောင်းခင်မိုရဲ့ကိုတခြားကရှာကြည့်ပါဦးမယ်အောင်စောကလက်စွပ်ကိုမယူသေးပဲခင်မိုမျက်နှာလေးကိုချစ်ချင်တာစွာကြည့်နေသည်လုံနေနေအောင်ကိုလူကစိတ်သိမ်းလို့မျက်မဲ့ကိစ္စတောင်တင်းရချီလောက်ကိုရင်းသေးတာပဲခင်မိုကိုချစ်ရင်ခင်မိုနဲ့အောင်မြမြန်နီးဖို့ဒီနည်းပဲရှိတယ်ကောင်းပြီလေစိတ်ချကိုအောင်မြအောင်စူးစမ်းပြမယ် အောင်စောစိန်လက်စုပ်ကိုယူရင်းခင်မွန်လက်ကလေးကိုပါဆုပ်ကန်ထားလိုက်သည်။ဟာမောင်ကျော်သာတော့ဒုက္ခပဲ။ဥက္ကင်မှကုံစည်းနှုံးတင်းကိုဖတ်ရင်စိတ်မကောင်းစွာညှဉ်းညူလိုက်သည်။ဘာဖြစ်လို့လဲဖေဖေ။ခင်မွန်ဥက္ကင်မောင်ပေးမှ ခုံမှလာထိုင်လိုက်သည်။နှင်းစည်းကတထောင်းအောက်တော့ဘလို့မှမရောက်နိုင်ဘူးလို့အာလုံးထင်လာကြတာ။ဒီနေ့9500အထိကျသွားတယ်လေ။ခင်မွန်ပြုံးလိုက်သည်။သူကသူ့ကိုယ်သူတိတ်ထင်နေတာလေ။ ဖေဖေတို့လိုဒီအလုပ်ကိုနှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့လူတွေတောင်သူ့လောက်နားမလည်ဘူးထင်နေတာခင်ရတာတော့နေသေးတယ်ခင်မွန်ကအခွေအရေးရခိုင်မှာအပြက်ရှုပ်ချပြစ်လိုက်သည်ဒီတိုင်းဆိုရင်မောင်ကျော်သားသူ့ငွေတွေရှုံးတဲ့အပြင်ခြေထားတဲ့ငွေတွေရဲ့အတိုးတောင်ပေးဖို့မလွယ်ဘူးဦးခင်မောင်ကတော့စိတ်မကောင်းဖြစ်နေသည်ညနေမှာကြောသားပြန်လာတော့သူ့မျက်နာက ပြုံးပြုံးရှင်ရှင်ဖြစ်၏။"ဦးရေ၊နှမ်းစည်းတွေကတော့လှုပ်လာပြီ ူကဝမ်းသာအားရပင် ဖြစ်နေသေးသည်ဟာလှုပ်တာကလည်း900ထက်ကြသွားတာကြီးပဲကွာဥခင်မောင်ကကြော်သားကိုနားမလည်နိုင်သလိုဖြစ်သွားသည်ဟုတ်တယ်လေဥရဲ့ဒါပေမဲ့လုံးဝတန်းပြီးညင်နေတာနဲ့စာရင်ဒီလိုထက်ကြတာကလှုပ်လာတော့မျောလင်းချက်ရှိသေးတာပေါ့ဟမ်တတော်စိတ်ပြည့်စရာကောင်းတယ်လို့ပဲခင်မွန်ဘေးမှကြားနေရ၍ကြော်သားကိုပိုးပြီးအထင်သေးစိတ်ပြည့်မိသည် ညစာထမင်းစားပြီးတော့ဦးခင်မောင်အပြင်သို့လမ်းလျှောက်ထွက်သွားသည်ခင်မောင်အိမ်ရှိကိုထွက်လာတော့အိမ်ရှိကမှစပွဲတွင်ကြော်တာရှိနေသည်ခွက်တစ်ခုထဲမှမြေပြုံမှုန့်များကိုရည်ထဲ၍တမအောင်နေနေသည်အဲ့ဒါဘာလို့မလို့လဲကိုကြော်တာတယောလောင်ပြောင်းခြင်းသောစိတ်နဲ့စကားပြောချင်နေသောကြောင့်အယောတဝင် မေးလိုက်ခြင်းဖြစ်သည်အယုတ်လို့မလို့ပါခင်မောင်ပြောလိုက်သည်ကိုကြော်တာကအယုတ်လို့တက်လို့လား ငငယ်တုန်းကတော့တောရွာမှာရှုံနဲ့နွားရုပ်ကလေးတွေလှုပ်ဖူပါတယ်။ခုချောတာနှမ်းတွေစည်းတအားကြတာနဲ့စိတ်ကနာမငြိမ်ဖြစ်နေပြီထင်တယ်။ဒါပေါ့စိတ်ပြေလက်ပြောက်ဖြစ်အောင်ကြိုးစားရတာပေါ့။ကျောတာကမြေပြူများကိုဆေးပိုင်အောင်ခဏနာဖိနှိပ်ပြီးနေနေသည်။ခုပုံတိုင်းဆိုရင်တော့ကိုကျော်သားခြေရတဲ့ငွေတွေ အတိုးပေးဖို့တောင်မလွယ်ဘူးနော်ခင်မွန်ကစိတ်မကောင်းဟန်နဲ့စကားစာဖော်ပေးနေသည် ကျွန်တော်တွေ့လို့ရတာကတော့အခုထိကျွန်တော်မရှုံးသေးပါဘူး။ရှင်ခင်မွန်အံ့ဩသွားသည်။တထောင်နှစ်ထောင်နဲ့ဝယ်တာ9500ကျသွားတာတော့မရှုံးသေးဘူးလားကိုကျော်သားရဲ့။အရင်အနေထားတဲ့ငွေတွေလဲနိုင်တိုင်းရက်တိုင်းအတိုးတွေတက်နေသေးရဲ့လေ။သူ့လောင်ကားတွေကလည်းစက္ကန့်တိုင်းတက်မနေဘူးလား။ကျောတာက နေပြီးသားမြေပြူတုံးကိုနှစ်ပိုင်းညီအောင်ဓားလေးနဲ့ပိုင်းရင်ပြုံးလိုက်သည်ကျွန်တော်ကစီကြက်ရောက်ပါလေ စီစင်းနဲ့တွေ့ရင်တော့မရှုံးသေးဘူး။စီကြိတ်ပြီးထွက်လာတဲ့နှမ်းဘက်ကို ပြန်ရောက်ရင်လေအတိုးပေးလောက်တာထက်ပိုနေသေးတယ်။ဒါဖြစ်ကိုကျော်တာမျက်နေတာပေါ့ဟုတ်လား။ခင်မွန်ကရွက်မိလိုက်ချင်းဖြစ်သည်။သိကြတာပေါ့။ကျော်တာရိုးရိုးတသပြောလိုက်ချင်းဖြစ်သည်။တန့်အောင်စရာကြီးနော်။ခင်မွန်ကတယော်လိုက်ချင်းဖြစ်။ဟုတ်တယ်။အံ့အောင်ဖို့ကတော့ကောင်းတယ်။ကျော်တာကမြေပြူတုံးကိုနွားရုပ်ပုံအကျန်းဖော်လိုက်သည်။ တကယ်လို့ဒီထက်ဈေးဆက်ကြမယ်ဆိုရင်ရောကျော်တာကခင်မုံကိုလှမ်းကြည့်လိုက်သည်ကြည့်စဉ်တုန်းကတော့သူ့ကိုနားလဲအောင် ရှင်းပြကြည့်စိမ့်နေဖြစ်သည်သို့သောကြည့်မိပြီးမှတိတ်လာသောမျက်နှာလေးကိုမြင်ရသည့်အတွက်နှစ်သက်မျက်နှိုစေဖြစ်မိသည်ကိုတတိနှင့်တင်းဆဲလာရသည်သူဟာငါ့ယေရှုရှင်ရဲ့သမီး စက္ကန့်အတွင်းမှာပင်၃မြို့လောက်ပြောင်းလဲသွားသောကြော်သားရေးအကြည့်ကိုမင်းကလေးတို့၏တိတက်သူသဘောနှင့်ခင်မွန်နားလည်လိုက်ပါသည်ခင်မွန်ကဘာမှမသိသလိုနှင့်ပို၍နှစ်သက်စပွဲဖြစ်အောင်ကြော်သားကိုပြုံးပြုံးလေးပြန်ကြည့်နေသည်ညှို့တဲ့ရှိသောမျက်လုံးများကိုလည်းပို၍ကြည်လင်တောက်ပစေလိုက်သည်မှတ်ထားစိတ်ထဲမှတယော်လိုက်ခြင်းသူ့မှာချစ်သူရှိသည်ကြော်သားကိုအတင်းသေးသည် မုန်းသည် သို့တော့သူ့အလှကိုတတိထားမိခြင်းအတွက်အကြည့်ကလေးနဲ့ဖြစ်ဖြစ်နည်းနည်းတော့ကလိလိုက်ခြင်းသည်ဖြစ်နိုင်လေကြော်သားကိုယူသွုံမှုကလေးဖြစ်စေပြီးမှ မထေမဲမြင်ပြန်လုပြခြင်းသည်ကြော်သားကတော့သူ့အကြည့်ကိုနွားရုပ်ကလေးစီတို့သာပြန်ပို့ထားလိုက်သည်ဘဲကုံပစ္စည်းမဆို သူ့အချိန်ခါသူ့အလိုက် အနှိမ့်ဆုံးဖြစ်နိုင်တဲ့ကြံခင်းစီနဲ့အမြင့်ဆုံးတက်နိုင်တဲ့ဈေးနှုန်းကတ်သက်ချက်တွေရှိပါတယ် ကျောတာခင်မောနားလဲအောင် ရှင်းပြခြင်းသောစေတနာနဲ့စကားကို ပြိုး၍ပြောသည်ဒါတွေကပွဲစားလုပ်တဲ့6လလောက်ရှိရင်ကိုပဲနားလည်နိုင်တဲ့အခြေခံပါနှမ်းဆိုပါစို့ပေါ်စားမှာဖြစ်နိုင်တဲ့အနှိမ့်ဆုံးဈေးရှိပါတယ်စောက်ပြိုးတဲ့ကုန်ကြစည်နဲ့လောက်အားကပစ္စည်းရဲ့တံပိုးလို့အကြံပြသတ်မှတ်ရပါတယ်အဲ့ဒီကြံကင်းဈေးထက်ပစ္စည်းတစ်ခုဟာပိုးပြီးဈေးချလို့မရဘူးနောက်တော့ကုံတွေတွေရဲ့လက်ထယ်ရောက်လာတော့တေယူစရိတ် တူလောင်စရိတ်နဲ့ဝယ်ယူတဲ့ငွေရင်းအပေါ်မှာတင့်တင့်တဲ့အမျက်ရလိုမှုတွေပေါင်းဆက်ပြီးဈေးတစ်မျိုးဖြစ်သွားတယ်။အဲ့ဒီမှာလဲဖြစ်နိုင်တဲ့အနှိမ့်ဆုံးဈေးအမြင့်ဆုံးဈေးတွေကိုခတ်မှန်လို့ရတာပဲ။ခင်မွန်ကကြော်တာအတွက်ပုံကိုသိချင်၍စိတ်ဝင်စားစွာနားထောင်နေသည်။ဒါပေမဲ့အခုဖြစ်နေတာကနှမ်းတည်းတောင်းဒါမှမဟုတ်9500ဆိုတာဒီအချိန်မှာဖြစ်တဲ့အနှိမ့်ဆုံးဈေးထက်အောက်ရောက်နေတယ်။အဲ့ဒါကိုဈေးပြတ်တယ်လို့ပြောရမှာပဲ။ မဖြစ်တဲ့နာဖြစ်နေတာပေါ့ပေါ်စတော့ငါဦးနဲ့တိုင်ပင်ပြီး1900နဲ့ဝယ်ခဲကြတာဟာဝယ်တဲ့နေစီပဲဒီချိန်မှာအနည်းဆုံး2000နဲ့အမြင့်ဆုံး2500ကဖြစ်တဲ့နေစီပဲဒီလိုမဟုတ်ပဲဈေးပြက်နေတာဟာတခုခုမားရွံ့နေလို့ပဲဒီအမားမျိုးကကြာရှည်မဖြစ်တတ်ဘူးအရာကိုမျောလင်းပြီးနှမ်းတွေကိုစွန့်ဝင်ထားလိုက်တာပဲကျောသားကလက်ထဲမှာနွားရုပ်ကလေးဖို့ကို အချောတက်ရင် ခင်မိုးမျက်နှာချောချောလေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်ကျွန်တော်မျောမန်းတဲ့အတိုင်းဖြစ်ရင်အမျက်ကောင်းကောင်းရမယ်မျောမန်းတဲ့အတိုင်းမဖြစ်ရင်ချေးထားတဲ့ငွေသိန်း130ကျော်အတွက်အတိုးနဲ့ဂူတော်မှာတုံလုံကရှုံးမယ်အဲ့ဒီရှုံးကလည်းကျွန်တော်ငွေ70သိန်းနဲ့ကာမိပါတယ်ဒီလိုအသေးချာတွက်ပြလို့လေဦးလေးသိန်းကသူ့ငွေသိန်း130ချေးတာပါအနည်းနည်းလလကဆုထားတဲ့ငွေ၁၀သိန်းရှုံသွားရင်နှမျောစရာကောင်းတာပေါ့ရှင် ခင်မွန်တမင်ကလိနေခြင်းဖြစ်သည်ကျွန်တော်ဒီအိမ်ရောက်လာတော့ကတပြားမှမပါခဲ့ပါဘူးဗျာမွေးလာတော့ကလည်းလက်ချီပါပဲကျော်တာကနောက်ထပ်နွားရုပ်ကလေးတစ်ခုကို ပုံကြံဖော်နေပြန်ပါသည်ညရောက်တော့အဲ့ရပေါ်မှာခင်မွန်တော်တော်နဲ့အိတ်မပြောနိုင်ပါ သူချစ်သူအောင်စုံနဲ့ကြော်တာတို့ကိုရှင်ကြည့်ပြီးစဉ်းစားနေမိသည် အောင်စောကမိဘမရှိတော့လဲသူ့အမများကပြည်စုံ၍တထေးသားလိုနေနိုင်သည် အမြဲတမ်းဂျင်းပေါင်းပြီးဂျင်းအင်ဂျီစပို့ရှက်နိုင်ငံခြားရှက်အင်ဂျီအမျိုးမျိုးရေပင်မြင့်မှန်တောင်းကြော်တဲ့လမ်းလျှောက်ရှုဖနဲ့နဲ့လူပုံကလည်းအပြန်စားကြော်တပုံကရိုးလွန်းသည်တက်တက်ရရနေတက်တော်လဲအကောင်းဆုံးဝတ်တီကရှက်အင်ဂျီနဲ့ချီလုံးကြီးလူရေပုံချင်းကလည်းတိတ်ကွာသည်အောင်စောကမြေုံနဲ့အထင်ကြီးစရာကြော်တပုံကိုစဉ်းစားလဲ မဦးမလဲနဲ့အိမ်သူဆောက်ရောက်လာသည့်နေကပုံနဲ့ခင်မို့မျက်လုံးထဲမှာအရင်ပေါ်လာတတ်သည်သူခိုင်းသည့်အတိုင်းပန်းချန်ထဲမှာရေလောင်းနေသောပုံအောင်တယောက်မူကောင်းသွားတာအယောင်းဝင်လုပ်ငန်းအောင်မြင်ရဲ့လားခင်မို့ဘာမှသတိမရသည်သို့တော့အောင်လုံးလင်အောင်မြင်မည်ဟုစိတ်ကအလိုလိုယုံနေသည်ကြော်တာကတော့ဒီမှာကွဲနေပြီအောင်ကတွက်သည်ထက်သည်အထင်ကြီးစရာကောင်းသည်ကြော်တာကတည်ငြိမ်သည် အေးစီတီကိုဆိုနိုင်တော့လဲခင်မွန်ကတော့ထုံတီထိုင်းတီခတ်တုံတုံပုံဟုယူဆသည်အောင်နစ်ကြောတာအကွာကြီးกว่าသည်နှိုင်းရှင်စဉ်းစားသည်ပင်လွန်လာပြီဟုခင်မွန်စိတ်ထဲမှာထင်နေမိသည်အောင်တယောက်သူမျောမှန်းသလိုလက်ဆယ်ချောင်းဤစေစားအထက်ရှိသောတိမ်ကနဲနဲ့ပြန်လာပါစေဟုခင်မွန်ဆုတောင်းနေမိသည်ဒါမှအောင်ကိုဖိဖိအထင်ကြီးပြီးအောင်နစ်အမြင်ဆုံးနေရမည် မနက်ပိုင်းဦးမယောင်ပွဲရုံမသွားခင်တယ်လီဖုန်းပြလာသည်ခင်မွန်ကောက်ကန်လိုက်သည်ကြော်သား၏အတန်ပွဲရုံမှာဆက်ချင်ဖြစ်သည်ဦးနစ်ပြောချင်သည်ဆို၍ခင်မွန်ဖဖြစ်ကိုခေါ်ပြီးတယ်လီဖုန်းပေးလိုက်သည်ဟေးဟုတ်လားအဲ့ဒီတော့မောင်ကြော်သားဝမ်းသာတာပေါ့ကွာတိတ်ဝမ်းသာတာပေါ့ဦးခင်မောင်တကယ်ပင်ဝမ်းသာ၍ပြောသောအတန်များပင် ပုံမှန်မဟုတ်ဖို့ပါတော်လန့်နေသည်ဘာဖြစ်လို့လဲကောင်းပြီလေ ပြန်လာခဲ့ပေါ့ဦးမယောင်တယ်လီဖုန်းပြန်ချထားလိုက်သည်တမီးရေမောင်ကျော်သားတယောက်တော့ဟန်ကြတာပဲဘာဖြစ်လို့လဲဖေဖေနှမ်းစရာဒီမနက်မှာတင်း12000ဈေးပြန်ဖြစ်ပြီးအခုနေ့လည်းမှာ15500အထိဖြစ်သွားပြီတဲ့ဒါဆိုသူမြတ်ပြီပေါ့ဒါပေမဲ့ तू ကမရောင်းသေးဘူးတဲ့အခုချိန်မှာဝယ်သူပဲရှိတယ်ရောင်းမိသူမရှိဘူးဘယ်ရှိမလဲဒီမန္တလေးမှာဆိုရင်နှမ်းကသူ့စီမှာပဲအားလုံးလေးပါရောက်နေတာ အဲ့ဒါပွဲရုံမှာပွဲစားတွေလာပြီးတအားဝင်နေကြလို့အိမ်ပြန်လာတော့မယ်တဲ့ခင်မွတ်မျက်နှာကိုမတိမတာမဲလိုက်တယ်ဟန်ကြီးပန်ကြီးနိုင်လိုက်တာဈေးကင်လာအောင်မပေါ့လေခင်မွတ်စိတ်ထဲမှာတင်ပြောလိုက်မိချင်းဖြစ်တယ်နောက်တနေ့တွင်နှမ်းဈေးက18000ထိတက်သွားတယ်ကြော်တာပွဲရုံတို့မသွားပါဖုံးလာလင်းလည်းမကင်တော့ပါသို့တော့နှမ်းဈေးတွေတက်၍မြမြွကြွကြနဲ့ဝမ်းတာအာရဖြစ်နေဒီကိုလည်းမတွေ့ရပါ အိမ်ရှိစပွဲမှာထား၍အချိန်ရှိသမျှသူ၏နွားရုပ်ကလေးနှစ်ကောင်ကိုသာစိတ်ရှိလက်ရှိမောမန်နေသည်နောက်တစ်နေ့တွင်လည်းနှမ်းစီကတက်နေစေမောင်ကျော်သားရေနှမ်းစီနှစ်တောင်းအထိဖြစ်သွားပြီဟဲ့ဦးခင်မောင်ကရရှိသောဖုံးတဲ့င်းကိုဝမ်းသာအားရပြောပြသည်ဟုတ်လားဦးသူကတော့အေးအေးဆေးဆေးပင်နွားရုပ်ကလေးနှစ်ကောင်ကိုအပိသက်အချောကင်နေသည်ဖြူဖွေးနှူးညက်စွာလက်ရောင်မြောက်သောနွားရုပ်ကလေးနှစ်ကောင်တကောင်နဲ့တကောင်ပုံစံချင်းမတူ သို့သောနှကောင်စလုံး၏ဟန်မှာဒေါသတကြီးဖြစ်နေကြပုံကတော့တူသည်။မောင်ကျော်သားမင်းနှမ်းတွေထုတ်မရောသေးဘူးလား။မရောသေးပါဘူး။ခင်မုံကတော့ကြော်သားရမည့်အမျက်ငွေကိုစိတ်တွက်ကြည့်နေမိသည်။အာလုံပေါင်းလင်360အင်းမြများသောအမျက်ငွေကိုစိတ်မဝင်စားသလိုလုပ်နေသောကြော်သားကိုတမင်ဟန်များသည်ထင်၍မြင်ကပ်မိသည်။နောက်ထပ်နှစ်ရက်ကြာပြီးတော့နှမ်းစည်း2500ထိဖြစ်သွားသည်။ မောင်ကျော်သားရေနှမ်းစည်းတွေဒီလောက်ထိတအားထိုးတက်နေတာက နိုင်ငံသားတင်ဖို့ဖို့ဈေးကွက်ပွေသွားလို့တဲ့ကွဆက်ပြီးတဲအောင်မဲ့ခတ်မဲနေကြတယ်နှမ်းကဝဲသူသားရှိတယ်ရောင်းသူမရှိတဲ့လောက်ဖြစ်နေလို့တဲ့ဒီနေ့ညနေစာအတွက်ဦးနဲ့ခင်မုံကိုကျွန်တော်ကြွေးပြစီကျွန်တော်ကိုငွေချေးတဲ့ဦးလေးသိန်းရောပေါ့ဟေးဘာဖြစ်လို့လဲမောင်ကျော်သားကျွန်တော်နှမ်းတွေအားလုံးကိုဒီနေ့ထုတ်ရအောင်တော့မလို့ဟာနှမ်းစည်းကတက်ဖို့ကြံနေသေးတာပဲကွာ ဦးခင်မောင်ကမယောင်းစီချင်သည်ဈေးမှန်အတိုင်းဆိုရင်2000ထက်ဆက်မတက်တဲ့တော်ဘူးဦးဒီအချိန်မှာဖြစ်တဲ့နှန်းစေးကအနှိမ့်ဆုံး15000အမြင့်ဆုံး2000ပဲဦးအေးလေကွာခုဟာကသူ့ဘာသူဆက်တက်နေတာပဲဟာရောင်းတဲ့နဲ့အချိန်မှာရောင်းတဲ့နဲ့ဈေးနဲ့မယောင်းပဲပုံမြက်ချင်လို့ကုန်ကိုတူလောင်ထားရင်အဲ့ဒါလဲဝိသမလောဘဖြစ်တာပဲဦးအဲ့ဒီလိုလုံးလို့ကုန်စည်နှုံးပြက်ရင်စားသုံးတဲ့လူအများဒုက္ခရောက်တတ်တယ် ကျွန်တော်တော့ဒီစင်းနဲ့ပဲရောင်းလို့မယ်ဦး။ဦးခင်မောင်ကကြော်သားပြောသည်ကိုစင်စင်စစနဲ့လက်ခံ၍ခေါင်းကြီးပြလိုက်သည်။ကျွန်တော်ပွေးုံသွားလိုက်ဦးမယ်ဦး။အေးအေးသွားသွားသွား။အိမ်ထဲမှာထွက်သွားတော့ကြော်သားကြီးနောက်ကျော်ကိုခင်မွန်လှမ်းကြည့်လိုက်ရင် သူ့ချစ်သူအောင်စောကိုတတိယမိသည်။အောင်စီကလည်းဘာတည်းမှမရသေးဘူး။အောင်ပြောသလိုဆိုရင်တော့အောင်က သူ့ထက်အရင်နေပြီးသူ့ထက်အမျက်များနိုင်တယ်။ အောင်တရအမြန်ဆုံးမြက်ပြီးအမြန်ဆုံးပြန်လာနိုင်ပါစေ။ခင်မွန်စိတ်ထဲမှာဆုတောင်းနေမိသည်။ကျောင်းရည်ပြင်ပေါ်မှာမီးရောင်စုံထွန်းလာသည်ပြည်ချင်းမုံဖောင်းသည်ကြွရွရွရလှပဝင့်ကြွားနေ၏ဦးစားနော်ဦးလူသိန်းလူတာရှိရင်ထပ်မနော်ခင်မောစားလေကြော်တာကခင်မွေးဤပကံလေးသို့ဟင်းများထည့်ပေးသည် ်ယနေ့ခင်မွန်ချိတ်လုံကြီးနဲ့ပန်းနူရောင်အင်ဂျင်လက်ရှိကိုဝတ်လာတာကြောင့်ပြည်ချင်းမွန်ဖောင်တော်နဲ့လိုက်ဖက်စွာမြန်မာဆန်ဆန်လှနေသည်ရပါတယ်ကိုကျော်သားခင်မွန်စားပါမယ်ဥခင်မောင်မျက်နာကတော့ဝမ်းသာပျော်ရွှင်မှုကို ဖုံးဖိထားရမယ။ဦးကတော့တိတ်ဝမ်းသာတာပဲမောင်ကျော်သားရဲ့။အင်းကျုပ်ကတော့ဝမ်းသာတယ်လို့ပြောမှတော့ခက်ခက်ခက်။ပွဲစားကြီးဦးလေးတိတ်ထူးဆန်းသောစကားကြောင့်ခင်မွန်လှမ်းကြည့်လိုက်သည်။ အမှန်တိုင်းဆိုရင်ကြုတ်ရမယ့်အတိုးက၅ချက်တိုးနဲ့ဆိုတော့သိန်း100ချီတာ၅သိန်းပေါ့ဒါပေမဲ့မောင်ကျော်သာစွတ်အတင်ပေးသွားတာက10သိန်းဆိုတော့ကြုတ်မှာနေရင်ထိုင်ရင် အတိုးကြီးစွာဖြစ်သွားပြီဗျာဒါကအတိုးပေးတာမဟုတ်ပါဘူးဦးလေးသိန်းရေကျေးဇူးဆက်တာပါအဲ့ဒီအချိန်မှာနှမ်းဝယ်ဖို့အတွက်ဆိုရင်ဒီလောက်များတဲ့ငွေကိုဘယ်သူမှမချိဝတ်ပါဘူးဦးလေးသိန်းငွေထုတ်ချလို့လဲကျွန်တော်ခုလိုအမျက်တွေရတာပါ ။အော်ဒါကတော့မောင်ရင်ကလေမောင်ရင်ရှုံးအောင်အတိုးရောအရင်မှာဘလို့မှမဆုံးစေရဘူးဆိုတာအသေးချာတွက်ချက်ပြတာတာကိုယုံလောက်တဲ့အာမခံချက်တွေကလည်းရှိနေတော့ဦးလီတင်ချင်းဝတာပေါ့ကွာ။ဦးခင်မောင်ကဦးသိန်းကိုလှမ်းကြည့်လိုက်သည်။သူကကျေးဇူးတင်လို့ပို့ပေးတဲ့ငွေဟာအတိုးကြီးစားမဟုတ်ပါဘူးဗျာ။ယူသင့်ပါတယ်။ဒီတော့ဝမ်းသာစရာရှိတာကို အားရပါရဝမ်းသာလိုက်ဥက္ကမောင်သဘောကျစွာရည်တည် ဟာဝမ်းသာတာပေါ့ဗျာတိတ်ကိုဝမ်းသာပါတယ်ဦးလေးသိန်းကအာရပါရရေးလိုက်၍ကြော်တာနှင့်ခင်မောမှာပြုံးမိကြသည်ထိုနေ့ညကပြည်ချင်းမုံဖောင်ပေါ်မှာညစာစားပွဲလျာပျော်စရာကြည်နူးစရာညမဆန်ဆန်ဝတ်ထားသည့်ခင်မောင်၏ထူးခြားနေသောအလှကိုကြော်တာအကြင်ကြင်ကြည်ကျင်မိတော်လဲကိုကိုကိုတတိနှင့်ထိန်းချုပ်ရပါသည် သူကငါကြည်စုရှင်သမီးတရေပေါ်အိတ်တရေနာစားသူမဖြစ်ချင် ထိုတို့ကြော်တရင်ထဲမှာပြည့်ရစွာ ဖုံးပြထားသောအချက်ကိုလည်းပါနဲ့တော်ခင်မွန်ကရိတ်မိလိုက်ပါသည်ခင်မွန်ကြော်တကိုလုံးဝအထင်ကြီး၍မရတော့လဲအထင်သေးစိတ်တော့လျှော့ပါသွားသည်ဒီလူဟာဖေဖေစီရောက်လာကစကြော်တာတော့မဟုတ်တော့ဘူး6နှစ်အတွင်းမှာပညာရေးနဲ့ပတ်သက်လို့ဘွဲရသွားသလိုပွဲရုံအယောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်လို့ဘွဲလုံးပညာလောက်ရသွားပြီဟုခင်မွန်လက်ခံလိုက်ပါသည် ကြော်တာသူကိုမယိုးမသားစိတ်မျိုးမထားဝန်ဒီကိုလည်းခင်မွန်ကျင်နေသည်အဆင်ကျင်ကွာခြားသည်ကိုကြော်တာနားလည်ဟန်ထူပါသည်အောင်နေသူ၏အချစ်ဆက်လန်းတွင်ဝင်မဆွက်သမျှသူကိုလည်းရန်လိုစရာမရှိဟုခင်မွန်သဘောထားလိုက်သည်အိမ်သို့ပြန်ရောက်သည်နှင့်ခင်မွန်အပေါ်ထက်သို့တက်ခဲ့သည်ဧကန်ထဲမှကြော်တာနှင့်ဥခင်မောင်သာကြံခဲ့သည်ကြော်တာကသူ့မှာကြံသောငွေသိန်းတရာကိုဥခင်မောင်လက်ထဲသို့ထည့်လိုက်သည် ကျွန်တော်ဒီလိုအခြေအနေရောက်ရတာဥကြောက်ပါဥကျေစုတွေကျွန်တော်အပေါ်မှာအများကြီးရှိပါတယ်ဒါကြောင့်ဒီငွေနဲ့ကတော့တာကိုလက်ခံပါဦးဟာမဟုတ်တာပဲမောင်ကျော်သားရဲ့ပြန်စင်းစားမယ်ဆိုရင်ဥကမောင်ကျော်သားကို အများကြီးအားနာစရာကောင်းပါတယ်ဦးအရှုံးမခံနိုင်လို့မောင်ကျော်သားအတန်တန်ပြောတဲ့ကြားတွေကနှမ်းအလုံးကဥထုတ်ရောင်းဖို့လုပ်ခဲ့တာပဲဒါကြောင့်မို့မောင်ကျော်သားကဖြတ်ဝယ်ပြီး အခုလိုအမျက်ရတာဒီငွေဟာမောင်ကျော်တာနဲ့ပဲဆိုင်နေဦးလုံးဝမရထိုက်ဘူးကျွန်တော်ကတော့အဲ့ဒီငွေကို ပြန်မယူတော့ပါဘူးဦးကြိုက်တယ်လို့သာလုပ်ပါကဲဒါဖြစ်လေဒီငွေကိုပွဲရုံငွေစည်းရင်းမှာမောင်ကျော်တာရဲ့အစုရှယ်ယာအဖြစ်နဲ့ပဲဦးကထည့်ပေးလိုက်မယ်နော်ထိုနေ့ညကကျော်တာတော်တော်နဲ့အိတ်မပြောပါအောင်မြင်သောဘဝသို့ရောက်လာမှငေဘဝ၏ဆင်းရဲနေကြပုံကိုတတိယနေ၍ဖြစ်သည် မိမိလှုပ်ဆောင်နဲ့ထမင်းတစ်နက်သာကျွတ်လိုက်ရတော့အမေကိုတိတ်တတိရမိသည်။အော်ကင်ဆုလိုက်တာအမေရဲ့။ညီတို့မအမေပြောင်းရမရနိုင်တော့ဝမ်းနဲ့ကြည်ကွေးစရာမြင်ကွင်းများကအတွေးအာယုံထဲမှာထေဟန့်လျက်